ားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့သရေစစ်မီ ပြတောင်မှုကြောင့်ဂျစ်တိန်နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ Heathrow လေဆိပ်ပိတ်ထားရတဲ့ဆိုတဲ့သတင်းမှာဖြစ်တဲ့နိုင်ငံရဲ့အခြေဆုံးလေဆိပ်ဖြစ်တဲ့ Heathrow လေဆိပ်အနီးမှာရှိတဲ့တာအခွင့်ရုံမီလောင်မှုကြောင့်လျှက်စစ်မီပြတောက်ပြီးဒီကနေ့တောက်ကြတဲ့တနေ့လုံးလေဆိပ်ကိုပိတ်ထားရတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ် လန်ဒန်မြို့နောက်ဖက် Highest မှာရှိတဲ့တောင်အခွဲရုံမှာမေးလောင်မှုဖြစ်ပွားပြီးနေထောင်နဲ့ချီလျှက်စမီပြတောက်မှုဖြစ်ပွားနေကလူ150ဝန်းကျင်ဟာလည်းမေးလွရာကိုရှောင်တိမ်နေကြရပါတယ်။တောင်အခွဲရုံမေးလောင်မှုကြောင့်လျှက်စမီပြတောက်ရာမှာလေစိတ်ကိုပါထိခိုက်ခဲ့တာကြောင့်အခုလိုလေကြောင်းလိုင်းတွေရနာလိုက်ရတာပါ။ဟီထရိုးလေစိတ်တာဝန်ရှိသူတွေကတော့ ကျွန်တော်ရဲ့ခီးတဲ့နဲ့လှုပ်ဖို့ကိုင်ဘက်တွေဘေးကင်းဖို့လေစိတ်ကုန်မလာ21ရက်7:59မိနစ်အထိပိတ်ထားမှာပါလေစိတ်ကုန်မလာဖို့ခီးတဲ့တွေကိုအကြံပေးထားပြီးလေကြောင်းလိုင်းတွေနဲ့ဆက်သွယ်ပြီးတရင်ချက်လက်ရယူရမှာပါလို့ထုတ်ပြန်သတိပေးထားပါတယ်ခီးတဲ့လေစိတ်ဟာနေ့စဉ်လေရင်စင်းတက်အကျဉ်းရေတစ်ထောင်ထက်ရှိပြီးအခုလိုပိတ်ထားမှုကြောင့်လေရင်စင်းသက်1350ကျိန်းထိခိုက်သွားမယ်လို့ရိုက်တာသတင်းဌာနမှဖော်ပြထားပါတယ်ရှင်ကျမရွယ်ပါ